လူကုန်ကူးခန့်ရတဲ့သူတွေဟာတရားရုံးကိုသွားဖို့စရိတ်မတက်နိုင်တာကြောင့်ယုံကြည်မသွားကြပါဘူးဒီသတင်းကိုမင်းညိုကပေးပို့ထားပါရရှင်ပြည်လဲပြည်မှာအလုံးလို့ဖို့ခေါ်ဆောင်သွားခံရတဲ့ဘကိုတိုင်းပြည်မြို့နယ်တွေကလူ30ကျော်ကိုလေးလကျော်ကြာပြီးတဲ့နောက်မှာပြည်မြို့ကိုပြန်လည်ရောက်လာခဲ့ပါပြီ။လူခွေလှူရှားသူတွေနဲ့အိုင်အယ်လိုအဖွဲ့တွေကူညီမှုကြောင့်ရေးမျိုးမရေးစကန်ကဒီအမှုကိုတရားစွဲထားပါဗျ။ပြီးခဲ့တဲ့ဩဂလ၈ရက်နေ့ကပထမကြိမ်ယုံကြည်အတွက်သူတို့ကိုတံပန်းစာပေးပို့ထားခဲ့ပေမဲ့မော်လမြိုင်ကိုသွားဖို့ ဈေးမတက်နိုင်ကြပါဘူးစသွားတော့ကတပြားမှမပေးခဲ့နိုင်ဘူးသူတပြားခေါ်လို့သူကလိုက်သွားတာလိုက်သွားရအောင်အတပြားတက်လို့နေတာတဲ့အဲပြန်လာတော့စိုးသူကပြောလို့တိတာကူလည်းတရားရန်ဆိုင်မှုအတွက်ပတ်ဆက်ကလမ်းစိတ်ကိုမရှိဘူးပြေသွားဖို့တော့မရှိဘူးရေးတော့ဝေးလာဝေးပေါ့အရင်ကုန်းထားတာတော့မှပဲတမျက်စီကချေးရငှားတာလူကုန်မှုခံရသူတွေကနှစ်ယောက်တည်ပြီးကြံခဲ့တယ်လို့အိမ်ပြန်ရောက်လာတဲ့သူတွေကပြောပါတယ် လို့ဘာမင်းဘာလို့ဆိုင်ဆိုင်ထားလဲသူ့ဘေကိုဘလုံးမသားနေမင်ကတော့မင်းနဲ့ကိုင်းလုပ်တယ်အမခုကအဲ့လိုမလုပ်ဆဲပါနဲ့မဆူပါနဲ့တော့ဆိုမင်းမင်ကလုံးပြီးတော့ဆိုပြီးတော့အဲ့လိုတိုက်တယ်ဘုံနဲ့ဘုံနဲ့တုံးချက်ရိုက်ပြီးတော့ရေကန်ချတယ်ကန်ချအဲ့ဘုံဘုံပြတ်တက်လာတယ်တက်လာတော့ရိုက်ချတယ်အဲ့ဆိုတော့အတော့ကပါပြီးတော့ရေရဲပါပြီးရေပါရေရဲပါပြီးတော့ ။ရေးလက်ကြပါလား။ရေးကြပါ။နောက်ကအင်ဂျူခိုင်းခိုင်း။နောက်ကအင်ဂျူခိုင်းခိုင်းနောက်ကအင်ဂျူခါချက်။အမှန်ရုပ်သွားပြီ။ပုံးမလာတော့။သေသွားပေါ့။ဟုတ်သေသွား။အဲ့လူနာမည်ကဘယ်လဲ။ဦးမြင့်ခိုင်း။တိုင်ကြသူ၄ယောက်သားရှိတဲ့အတွက်သူတို့အတွက်ပဲဆောင်ရွက်ရမှာဖြစ်တယ်လို့ရဲအရာရှိတယောက်က DBB ကိုအခုလို့ပြောပါတယ်။ပုံမှုခံရတဲ့သူးသူကနေပြီးတော့ကျွန်တော်တို့ရဲစခန်းကို30ရဲ3လ2016ခုနှစ်ကလာလို့တိုင်ထားပါတယ်။ တို့ရင်းမြဝရေစကန်ပါမှန်20တင်မြောက်2016လူကုန်ကူတာစီကာကွယ်ဥပဒေပုံမှန်20နဲ့9နဲ့အမှုဖွင့်တာပါတယ်လူတက်မှုနမူကတော့ကျွန်တော်တို့ဒီမှာတော့အဲ့ကတည်သွားတယ်ဆိုရယ်ကိုမြင့်ခိုင်ပါတယ်ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ရေစကန်ကိုအမှုလာတိုင်ခါနဲ့ကတော့ပါ20ရင်းဆောင်2016အင်းဆန်ဥပဒေပုံ3အောင်ကိုအမှုဖွင့်တာနောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာယနေ့ချိန်လေးကိုဒီမှာလာပြီးတော့တိုင်နေနေတဲ့3ပြည်ချင်းမျိုးရှိတယ် တေဆုံးသူညီမမဆန်းဆန်းမုံလူကုန်ကူးခံရတဲ့ကိုဆိုးသူကိုအားကာကိုငလင်းတို့နာမည်နဲ့ရာဇဝကြီးအမှုအမှတ်54ရာဇသက်ကြီးပုံမှန်300နှစ်နဲ့မော်မြိုင်ခရင်တရားရုံးကဆင့်ခေါ်သွားရောက်လာခဲ့ပါတယ်လူပွဲစားတွေကတဆင့်လူ30ကျော်ကိုလူကုန်ကူးခံရတာကြောင့်ဇန်နဝါရီလ9ရက်နေ့ကမိသားစုဝင်တွေကအိုင်အယ်လိုရုံးကိုတိုင်ကြားခဲ့ပါတယ်နောက်ပြီးဇန်နဝါရီလ22ရက်နေ့ကတကြိမ်ဖေဖော်ဝါရီလ10ရက်နေ့ကတကြိမ်ဆန္ဒပြတောင်းဆိုခဲ့ကြတာကြောင့်လူ32ယောက်ပြန်ရောက်လာခဲ့ပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ